ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Top Selling Page ကနေပြီးတော့ပရိသတ်ဒီအားလုံးကိုပြန်လည်လို့ကြိုဆိုပါရစေ။ဒီနေ့မှဆိုရင်တော့ပရိသတ်ဒီအတွက်တင်ဆက်ပေးသွားချင်တာကတော့အခုခေတ်မှာကိုရီးယားမင်းသားစတိုင်နဲ့ချောကြားတဲ့ငယ်ရွယ်နှုတ်ပြတဲ့မင်းသားတွေရှိသလိုဟိုးရင်ခေတ်စတဲ့ရုအန်တီရုအမေရုခေတ်မှာဆိုရင်လည်းတကယ်ကိုချောမောလှပတဲ့မင်းသားတွေရှိခဲ့တယ်ဆိုတာကိုတင်ဆက်ပေးသွားချင်တာပဲဖြစ်ပါရစေ။ဟုတ်ကဲ့ပါအခုစတဲ့ပြပြပေးသွားမယ့်မင်းသားတွေထဲမှာပရိသတ်အားပေးတဲ့မင်းသားတွေပါလားဆိုတာကောမန့်လေး ထဲမှာရေးခဲ့ပေးပါအောင်။ဟုတ်ကဲ့ဘယ်သူတွေများဖြစ်မလဲဆိုတာကိုအခုပဲဗီဒီယိုလေးမှာကြည့်ပေးကြပါအောင်ရှင်။နံပါတ်1အနေနဲ့ကတော့ညီညီနေနိုင်ဖြစ်ပါတယ်။ညီညီနေနိုင်ကလည်းချောမောလာပါတဲ့မင်းသားတစ်ပါးအဖြစ်ကိုရည်တည်ခဲ့တာဖြစ်ပါတယ်။ညီညီနေနိုင်က MTV တွေဇလန်နေ့မှာပါဝင်ရိုက်ကူးပြီးတော့ပရိသတ်ရင်ထဲမှာနေရယူခဲ့တဲ့မင်းသားတစ်လည်းဖြစ်ပါတယ်။အခုချိန်ကြီးတိုင်းလဲပရိသတ်ရင်ထဲမှာရှိနေအောင်မယ်လို့ယုံကြည်ပါတယ်ရှင်။ နောက်ထပ်မင်းသားတယောက်ကတော့ပရိသတ်ရဲ့အကြိုက်နဲ့ထတ်ထူကြမယ်လို့ထင်ပါတယ်။ပိုင်စီရဲထုံးဖြစ်ပါရဲ့ရှင်။ပိုင်စီရဲထုံးကလည်းသူခိသူခါတော့ကတကယ်ကိုပဲအောင်မြင်ကြကြပြီးတော့ချုံမောတဲ့မင်းသားတလက်ဖြစ်ပါရဲ့ရှင်။နောက်ထပ်မင်းသားတလက်ကိုပြောပြရမယ်ဆိုရင်တော့မင်းသားရဲ့အများကြီးတဲကမှပြိုက်ဖြစ်ပါတယ်။ပြိုက်ကလည်းပရိသတ်ရဲ့ရင်ထဲမှာနေရာယူခဲ့တဲ့မင်းသားတက်လက်ဖြစ်ပြီးတော့ချော်ညာရီ MTV ရီဗီဒီယိုဇာတ်ကားတွေမှာပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ကွယ်လွန်သွားခဲ့ပြီးဖြစ်ပေမဲ့လည်းပရိသတ်ရတော့ပြိုက်က ်ကိုသတိရနေကြရပဲဖြစ်ပါရဲ့ရှင်။ နောက်ထပ်မင်းသားတစ်ယောက်ကတော့ဟက်ကက်ဖြစ်ပါတယ်ဟက်ကက်ကလည်းဒုခိတုခါရုံးကတကယ်ကိုနာမည်ကြီးတဲ့တရုတ်ဆောင်တစ်ယောက်ဖြစ်ခဲ့တာပဲရှိပါတယ်ရှင်နောက်ထပ်တစ်ယောက်ကတော့မိုင်းမိုင်ဖြစ်ပါတယ်ရှင်မိုင်းမိုင်ကတော့ပရိသတ်တီကရိုးရိုးလေးမို့ချက်တာချောချောလေးမို့ချက်တာဆိုတဲ့တချင်းလေးထဲမှာတကယ်ကိုအားပေးခဲ့ကြတာလည်းဖြစ်ပါတယ်မိုင်းမိုင်ကိုတအားကိုစိုက်နေတတ်ကြတဲ့ပရိသတ်တီကအခုအချိန်ထိအောင် ရှိနေသေးပဲဖြစ်ပါတယ်ရှင်โอเคနောက်ထပ်မင်းသားချောကတော့ဖြိုးငွေဆိုးဖြစ်ပါတယ်ရှင်ဖြိုးငွေ ဆိုရလဲဒုခိတုခါရုံးကအရှက်အမောင်းထောင်ကောင်းကောင်းနဲ့ကိုချောမောလှပခဲ့တယ်လို့အခုချိန်ထိတိုင်လဲသူ့ရဲ့ချောမောလှပမှုတွေကပရိသတ်တွေကိုလွှမ်းထားနိုင်စေပဲဖြစ်ပါရဲ့ရှင်။နောက်ထပ်မင်းသားတလက်ကတော့စိုင်းဘူဘူဖြစ်ပါရဲ့။စိုင်းဘူဘူကတော့အရင်တော့ကပရိသတ်တွေရဲ့ရင်းထဲမှာနေရာယူထားခဲ့ပြီးတော့ဂျော်ညာရီ MTV တွေစက်ကားတွေထဲမှာပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါရဲ့။အနုပညာအလုံးနဲ့တော်တော်လေးကိုအလန်းဝေးခဲ့ပြီးတော့ဟိုတယ်လောင်းအင်တာဗျူးတစ်ခုမှာပေါ်လာတဲ့အခါရ ရုပ်ရည်အရွယ်ကျသွားတယ်ဆိုပြီးတော့ဝေဖန်မှုတွေလည်းရရှိခဲ့သေးတာဖြစ်ပါတယ်ရှင်ဘလို့ပဲဖြစ်ဖြစ်ဆိုင်းပူပိုးကလည်းသူခိတုအခါမှာဆိုရင်တော့တကယ်ကိုပဲချောမောလာပါတဲ့မင်းသားအဖြစ်ရှိနေကြရလဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့နောက်ထပ်မင်းသားတစ်လက်ကတော့ညိုလင်းထက်ဖြစ်ပါတယ်ညိုလင်းထက်ကိုတော့ပရိသတ်ကြီးကနာမည်နဲ့လူနဲ့တိတ်ပြီးတော့မတွေးမိပေမဲ့ပုံလေးကိုမြင်ရင်တော့တိတ်သွားလိမ့်မယ်လို့ထင်ပါတယ်ရှင်ဟုတ်ကဲ့ပါညိုလင်းထက်ကလည်းသူခိတုအခါမှာတကယ်ကိုပရိသတ်ကြီးအကြိုက်အားပေးခဲ့ရတဲ့အနုပညာရှင် င်တစ်လက်ပဲဖြစ်ပါရဲ့ရှင်။ပရိသတ်များရှင်အခုကျေးဇူးပြပြပေးခဲ့တဲ့မင်းသားတွေကတော့ကျေးဇူးတို့အန်တီရောအမေရောခေတုံကတကယ်ကိုအားပေးခဲ့ရတဲ့တဲတဲလို့အစင်လေးတွေဖြစ်ပါရဲ့ရှင်။ပရိသတ်ကြီးရောဒီထဲမှာဘသူ့ကိုပို့ပြီးတော့ခြိုင်းနေတဲ့လေကောမန့်လေးထဲမှာရေးခဲ့ပေးပါအောင်။ဒီထဲမှာမပါတဲ့အရင်ခေတ်ကတကယ်ကိုချုံမောလာပါတဲ့မင်းသားတွေရှိရဆိုရင်လေကောမန့်လေးထဲမှာမှန်ပြီးသွားပါအောင်။နောက်ထပ်မင်းသားတွေလည်းအများကြီးရှိသေးရဲ့ဆိုတာယုံကြည်ပါရဲ့ရှင်။အဆုံးထိကြည့်ရှုပေးလို့လေအားလုံးကိုကျေးဇူးအများကြီးတင်ပါရဲ့ရှင်။